မင်္ဂလာပါရှင်။မဝေကျောင်းတို့ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမေဟိခန်ဥတ္တဒီပရဲ့မရဏရွာသူဆိုတဲ့ဇလန်းလေးရဲ့အပိုင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မိစ္ဆာဖန်းနဲ့ညညင်ခါကိုရောက်တာနဲ့ရေကျော်ရွာကိုအညှိုးထားနေတဲ့ဖိုးပင်ကလူရဲကားတစုနဲ့အတူအိမ်ထဲမှာတီးလို့တိုင်ပင်နေတယ်။ကျောင်းရရေကျော်ရွာကိုမင်းလောင်တိုက်သွင်းပြီးဖျက်ဆီးဖို့ပဲ။အခုဖြစ်သူရေကျော်ရွာသားတွေတက်ပြက်လိုက်တယ်လို့ထင်လွဲရာနေ။ လက်စားချိန်တွေဖိုးပွင့်ရဲ့ရန်ညိုးပဲဖြစ်တယ်။ဒီနေ့လာပြညရေးကြုံမှာအပနှင်ပွဲပြုလုပ်မှာဖြစ်ပြီးဒီပါလုံးရွာပြင်ထွက်ကြမဲ့တရင်ကိုလည်းဖိုးပွင့်အတိအကျရထားတယ်။ရွာသားတွေရွာပြင်ရောက်နေချိန်မှာတဖွဲ့ရဲ့ရွာသားတွေကိုစောင့်ကြည့်မှာဖြစ်ပြီးတဖွဲ့ရဲ့ရွာကိုမိရှုမင်းလို့ကွက်ကြကြစီစဉ်ထားတယ်။ဖိုးပွင့်တို့လူဆယ်ဦးခန့်လူစုခွဲပြီးစတင်လှုပ်ရှားတော့တယ်။ကောင်းကင်မှာလာပြည့်ဝကထိမ့်ထိမ့်သာပြီးအမောင်တွန်းထုတ်နေတယ်။ကျုံစောနဲ့ထင်ရှားသူဆရာနှစ်ဦးလည်း တကြီးပါဝင်ရွာသားရင်နဲ့တူဥဖိုးတာအိမ်ကိုသွားကြပြီမော်ပညာနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုတဲသူကတဲနုမိတို့တွေမြောက်ပြီးလမ်းပြသူကပြလို့တက်တက်ကြွကြွမကောင်းစိုးဝါကိုဖမ်းဆီးနှင်ထုတ်ဖို့သွားနေကြတယ်။တင်ရလုံးကရွာရဲ့ကျမစိုးတို့ခုကင်းစင်တော့မယ်လို့ပျော်နေရခြင်းဖြစ်ပြီးအခုညကြောက်ရောက်မဲ့ပြီကိုတတိမမှုမီဦးဘူတာအင်ရှိကိုရောက်တာနဲ့ကြော်စုံးကခြံဝှက်မှာစီးတို့ခုရေးဆွဲလိုက်တယ်။ဒီစီးကိုကြော်ပြီး ရွာသားတွေဝင်မလာဖို့တတိပေးကြတယ်။ဒီနောက် channel ကိုမှော့ပစ္စည်းတွေနဲ့အတူညီကိုနှစ်ဦးတည်းဝင်သွားတယ်။ရွာသားတို့ကစီရင်လုပ်ရမှာတေချာရှင်းရှင်းလင်းလင်းမြင်ရစေဖို့ပြီးတော့ကိုလည်းပေးလိုက်တယ်။ပြီးတော့ကျော်စုံးနဲ့ထင်ရှားတို့စီရင်ပြုနှုတ်ပုံတွေကိုခြံပြန်ဝိုင်းကြည့်နေကြတယ်။ဥဖို့သားရဲ့အိမ်မှာချီမန်းကျိုးခါးစည်းတပွေစင်မြန်းထားပြီးညီတက်နှစ်ရက်ရှိနေတယ်။ခြံကြီးအလယ်မှာမိစ္ဆာကြီးတကောင် ထိုင်နေတဲ့လားနှစ်ထပ်အိမ်မင်းကြီးကချောက်ချားဝယ်ရအတိနဲ့ လာတာတာမှာတိတ်ဆိတ်နေတယ်။ခြံရှိမှာကြော်စုံကဒုတိယစီးတစ်ခုဥစွာပြုတ်လို့တယ်။မြေပြင်တုတ်ချစ်ပြီးရေးတဲ့တာမန်စီးမျိုးမဟုတ်ဘူး။တင်ပန်လာတဲ့တစ်သားဆိုးရံလေးတွေကိုလေးပတ်လေးနံမြေမှာရိုက်ပြီးချီမန်းခွင်းနဲ့လေးတော်ပေါင်ခန့်နှစ်ထပ်စီးတစ်မျိုးဖြစ်တယ်။ဒီနောက်စီးတဲ့ဦးနှုတ်ဦးသားဝင်ကြတယ်။ဒီလိုပြုတ်လို့ရတာလေအကြောင်းရှိတယ်။ပကောင်းစိုးရခဲ့တဲ့အိမ်ကြီးမှာချီမန်းကျိုးတွေနဲ့ချီနောင်ထားတဲ့မိစ္ဆာရှင်ရာမိစ္ဆာစုစလိုမျိုး ခြံဝန်းထဲမှာမြင်းအမမြင်းအတွေရှိနေနိုင်တာကြောင့်ပဲစီးရဲမှာထင်ရှားအင်းချထားတဲ့မိုင်းကင်စက်ကူတွေကိုတေချာကင်ထားတယ်။တစ်သားနဲ့စီးရင်ထားတဲ့ရွှေဘင်းချကဝေရုပ်ထုလေးတွေကိုလည်းကြက်ကြက်နက်နက်ပြင်ဆင်ထားတယ်။ပကောင်းစိုးဝဖမ်းမဲ့မြေဦးကိုတော့စီးပြင်းထုတ်ချပြီးဖုံးလေးဖွင့်ထားတယ်။ဒီနောက်မှာမိတော့ကိုဘေးမှာစိုက်ထားတယ်။ပြီးတော့လွယ်ထင်းမှာတင့်ပါလာတဲ့စီမီခွက်တစ်ခုကိုထုတ်ပြီးစီအိုးလေးနဲ့ဖြည့်တယ်။ပြီးတော့စီးရင်ထားတဲ့မြေဦးရဲ့ဘေးတစ်ဖက်တစ်ချက်မှာ မိထွန်းပြီးတော့ချထားတယ်။ထင်ရှားရဲ့လက်ထဲမှာအင်းချထားတဲ့မိုင်းကင်ဆက်ကူတွေ၄၅၀ရွက်ခန့်အထက်လိုက်ရှိနေတယ်။သူတို့နှစ်ယောက်စလုံးစီးအတွင်းမှာတေးချထိုင်ပြီးတဲ့နောက်ပေါ်ကရာတပုတ်ကိုရုတ်ဖက်တယ်။ဒီလိုရုတ်ဖက်တော့ခင်ထားတယ်နဲ့မလွဲပေးခြံထဲမှာလှုပ်လှုပ်ခက်ခက်ဖြစ်လာတယ်။ဒီကရာကနီးဝင်းကျင်မှရှိတဲ့အမောင်ပင်ယောဂကိုခေါ်တဲ့ကရာဖြစ်တယ်။လင်မောကမကောင်းဆိုးဝါးရည်နဲ့မနေနိုင်တော့တာကြောင့်ဒုံဒုံတိုင်တိုင်လှုပ်လာကြတယ်။ဒါပေမဲ့ကျန်နှစ်ယောက်က ိမ်မရှိရဲ့ချီမန်းတွေကိုဖြီမပေးဘဲရုတ်ဖက်ခြင်းဖြစ်တယ်။ဒါမှသာအတီးကချုံနောက်မဲ့မကောင်းဆိုးဝါးနဲ့အပပြောကားတို့ခွဲခြားသိရမှာဖြစ်တယ်။အမာရွေးခံလို့မဖြစ်လို့အနီးမှရှိရဲ့နန္ဒဘဝတွေမနေနိုင်အောင်ရုတ်ဖက်ခေါ်ယူတော့အမှန်တကယ်လာကြတယ်။ခြံထဲမှာရှိရဲ့တစ်ပင်အချို့လေးမတိုက်ပဲလှုပ်ရှားလာလို့ငှက်တွေလည်းလန့်ကုန်ကြတယ်။ရွာသားတွေတန်တော်ကြည့်နေပေမဲ့ကြော်စုံနဲ့ထင်ရှားလို့သာမြင်ရတဲ့ကြီးကြီးငယ်ငယ်အရွယ်မျိုးစုံရှိတဲ့နန္ဒဘဝတွေတဖြည်းဖြည်းချင်းကပ်လာကြတယ်။ ဒီကထင်ရှားလွေထဲမှာရှိတဲ့ဇီနုံဦးခွဲမှာချထားတဲ့အင်းတစ်ချက်ကိုထုတ်ယူပြီးပြစ်ချလိုက်တော့နန္ဒဘဝတွေအခိုးငွေတွေလိုပဲအဲ့ဒီအင်းချက်ကိုဝင်ရောက်ကက်တွေရတော့တယ်။တန်ကြာတော့ခြံအတွင်းမှာရှိတဲ့နန္ဒဘဝတွေကုံစင်တဲ့အချိန်မှာအင်းချက်ကိုပြန်လေသိမ်းယူထားတယ်။ဒီနောက်ဒုတိယကာရတပုတ်ကိုမြောက်သားတန်ပြန်ရွှေ့ဆိုရင်ထင်ရှားအင်းချထားတဲ့မှိုင်းကင်ဆက်ကူတွေကိုမြေဦးတွေတရွက်ချင်းလှမ်းထည့်တယ်။အင်းတရွက်ထည့်နိုင်တိုင်းအင်းဆိုင်ရွက်လေးဦးတွေရောက်တာနဲ့ မိနေငယ်ထတောက်တာကိုချန်ပြင်းကမြင်နေရတယ်။ဒီလိုရွှေဆူလိုက်အင်းတစ်ခုထဲ့လိုက်နဲ့သုံးရခန့်ရှိတော့အဘူတာအိမ်ပေါ်ကပြင်းတဲ့ကားတွေအားလုံးဝင်းငင်းနေပွင့်ထွက်လာတယ်။မိတို့ကြီးငိမ့်သွားပေမဲ့စီမီခွက်တွေရှိနေတော့လင်းနေသေးတယ်။ရုတ်တရက်မှုရွှာသားရေးလည်းလန့်ပြီးကြွရုပ်သေးသေးဖြစ်သွားတယ်။ခဏတာပြင်းငိမ့်သွားတော့ကျော်စုံနဲ့ထင်ရှားလို့လေဂါထာတွေစမပြတ်ဆက်လက်ရွတ်ဖတ်တယ်။ဒီနောက်ဂါထာဆုံးသွားတော့ထင်ရှားကကျော်စုံကိုခေါင်းငိမ့်ပြတယ်။ ဒီကကြုံစုံလဲစီးရီးယားထွက်ပြီးအိမ်နာဖြည်းဖြည်းချင်းတိုးသွားတယ်။အိမ်နီးကိုရှောက်တာနဲ့အိမ်တကားမကြီးပေါ်ရေးဆွဲထားတဲ့အစီရင်တွေကိုပြန့်လိုက်ပြီးချီမန်းကျိုးတွေပဲကျန်နေ။ဒီလိုဖြက်ပြီးတာနဲ့စီးရီးယားထင်ရှားလဲအင်တရွယ်ကိုလက်ထဲမှစုပ်ကင်ပြီးပဇက်နာကန်းလိုက်တယ်။ဒီနောက်ဂါထာတဲ့ကြောင်းရုပ်ဖက်ပြီးရှေ့ရဦးထဲပြစ်ထဲတော့ဦးထဲမှာမီလီယံတွေတခုခုစွဲလောင်သလိုမီးမငိမ့်တော့ပဲရှိနေတယ်။ဒီလိုပြုတ်တော့အိမ်ပေါ်ထက်မှရှိရှိသမျှသောပြတင်းပေါက်တွေကနေ ရတင်းတကားရွက်အတိုင်းရှိသည့်ဘကောင်စိုးဝအရှိမဲတွေဘုံကနေပေါ်ထွက်လာခဲ့တယ်။ရွာသားတွေနောက်ကိုဆုတ်သွားတယ်။တင်ဝါလုံးချင်းချောင်းနေမိစားတွေကိုမြဝါထင်ထင်မြင်တွေ့ရပြီ။ဒါပေမဲ့မကောင်စိုးဝတွေဟာအရှိန်နဲ့ကန်ထွက်လာပြီးမှချိန်မှန်းကျိုးရှိနေရကြောင့်အပြင်ကိုမထွက်နိုင်သေးဘူး။ဒီအချိန်ထင်ရှားနောက်ဆုံးအင်တရက်ကိုလိုက်ပြီးထောင်ကန်လိုက်တယ်။ဒီနောက်ရုပ်ဖက်မှန်းမှုပြီးတစ်ချက်ခါချလိုက်တော့လက်ထဲမှာပဲမိထတောက်တယ်။ဒီနောက်ညီဖြစ်သူကြော်စောကိုလှမ်းကြည့်ရင် ချက်ပေးပြီးတန်ကဝေရုပ်ကိုရှေ့မှာချတယ်။ကြုံစောကလည်းကြောက်ကဝေရုပ်ကိုထုတ်ယူတယ်။ဒီနောက်ကဝေဆက်တွေနဲ့အိမ်တကားမိုင်ရန်မြေဦးနှခမ်းအထိလမ်းယူဆက်သွယ်ထားလိုက်တယ်။ပြီးတော့ကဝေရုပ်အစ်စ်တွေပြန်သိမ်းပြီးရွှေဘင်းချထားတဲ့တစ်သားရုပ်တွေနဲ့အစာထိုးလဲလေတယ်။ဒီနောက်ကြုံစောကជីမန်းကျိုးတွေဆွဲပြန့်လိုက်တော့တယ်။အိမ်တကားမိုင်ရန်ဖြည်းဖြည်းချင်းတကြွေကြွေမြေပြီးပွင့်လာရသည်။ဝုန်းကနေဆောင်ရက်ပြီးရှိန်မဲတွေထွက်လာတယ်။ဒီအခါအစင်သင့်ရှိနေတဲ့ကဝေဆက်ကျိုးတွေဟာ ကောင်းဆိုးဝါးအရှိမဲတွေကိုချုံနှောင်ပြီးစီရင်ထားရဲ့မြေဦးတွေဆွဲယူတယ်။မကောင်းဆိုးဝါးရဲ့ဒေါသတကြီးရုံးကန်လှုပ်ရှားရင်းမြေဦးတွေအတန်ဆိုးတွေနဲ့အော်ဟစ်ဝင်ရောက်သွားကြတော့တယ်။ဒီအခါထင်ရှားလဲမီးဆွဲနေတဲ့အင်းဆာရွက်ကိုဦးရေပြစ်ထဲတော့ဦးရေကမီးတောင်အမြင်တစ်ခုထိုးတက်သွားတော့တယ်။ဒီမီးတောင်အညွတ်မကြခင်မှာပဲအင်းပြားထဲ့သွင်းစီရင်ထားတဲ့မြေဦးဖုံးနဲ့လိမြန်စွာပိတ်ချလိုက်တယ်။မီးကြောင်ဖောက်ထားတဲ့မြေဦးနီနီလေးပေါ်မှာအင်းစမတွေရှိနေပြီး အဖုံးကအင်းနဲ့လည်းထိမ့်ချုပ်ထားတော့မကောင်းဆိုးဝါးတွေပိတ်မိကုန်တော့တယ်ဒီခါကြုံစိုးပြန်လာပြီးကိုဖြစ်သူနဲ့အတူမြေအိုးကိုတိတ်ချပိတ်တယ်တင်စီရင်ထားပြီးဖြစ်တဲ့ပြားဖျောင်းနဲ့ပေါ်စေးတမျိုးလိုစီမံပြီးမြေအိုးကိုယ်ထဲနဲ့ဖုံးကိုတိတ်ဆက်သွားဖျောင်းရည်လောင်းပြီးတော့ပိတ်လိုက်တယ်ဒီညနဲ့မပြီးသေးပဲတန်ကဝေကြကဝေလိုလိုမျိုးစီရင်ထားတဲ့ရွှေဘင်းချတစ်သားကဝေရုပ်တွေကိုမြေအိုးမှာကပ်ပြီးအင်းတရွဲ့နဲ့အတူကြန့်ရှိနေတဲ့ချီမန်းကျိုးတွေနဲ့ပါထက်ထက်ရှစ်ပတ်စီးနောင်နေတယ် မကောင်းဆိုးဝါးတွေကိုညီဦးတထက်ဦးဖုံးကအင်းတထက်ဒီအထက်မှာဦးပတ်ထားရင်အင်းချက်ကြီးကတထက်အဲ့ဒီပေါ်မှာကိုရီရှုပ်တွေနဲ့ချီမန်းကျိုးတို့ကတထက်နဲ့လုံးဝထွက်လန်းလွတ်လန်းမရှိတော့အောင်ချုံနှောင်လိုက်တော့တယ်။စီရင်ပြီးတော့ကြော်စောကဦးလေးကိုပိုက်ပြီးထင်ရှားကလေကမီးယားပစ္စည်းတွေနဲ့အတူခြံထဲကထွက်လာကြတယ်။ဂျင်းတထိတ်ထိတ်စောင့်မြုံနေတဲ့ရွာသားအားလုံးလည်းဒီလိုမြင်တော့လက်ခုပ်တီးသူကတီးလက်ခမောင်းခက်သူကခက်နေပျော်မဆုံးဖြစ်နေကြတယ်။ ဒီအထဲမှာအိန္ဒိယစိရင်အပြောကြီးပြောနေသူကတကြီးဖြစ်တယ်။နေဝင်သိဒေါ်ပုတ်ကလည်းရွှေရည်ကန်ကြမဆိုရင်ငိမ့်ချမ်းသွားပြီနို့ဝမ်းသာမျက်ရည်လေးစုပ်နေတယ်။ပျော်လွန်မနေကြပါနဲ့ဦးမြ။ဒီဦးကိုတင်းချိုင်းမြေနဲ့နဲ့မှမြုပ်ပြီးတော့ထက်ထက်ပိတ်လောင်စီရင်ဖို့ကိစ္စရှိသေးတယ်။နောက်ပြီးရွာသားတွေကဘသူ့ကိုမြ။ပေယောကဆက်တွေအသွေးခံရလေဆိုတာလေစစ်ဆေးဖို့ရှိသေးတယ်။ဒါမှလည်းမကောင်းဆိုးဝါးတွေကမတော်လို့ထက်လွတ်လာခဲ့ရင်တော့ရွာဒုက္ခပေးလို့မရတော့မှာ။ ရွာသားတယောက်မှ ပြောင်းမခံကြပါနဲ့စိတ်သာချပါစရာကျုပ်တို့အားလုံးစုံလင်းပါပဲ။ gain ဒါဖြင့်တင်းကြိုင်းမြေမှာဒီမိစ္ဆာမျိုးချုံတော်လက်ရအောင်။သွားစုညနေရက်ကျုပ်တင်တူးဆွားထားတဲ့တင်းကြိုင်းမြေမှာမကောင်းစိုးဝါးတွေကိုမြုပ်နှံပြီးထိမ့်သိမ့်မှုသွားကြတယ်။ဒီဝါလုံးစစ်စေးခံမှုလိုက်ပါသွားခဲ့ကြတယ်။ဒီအချိန်ရှိကျော်ရွာကြီးကိုဒုက္ခပေးမိ။တစ်ဖက်ရွာဖိုးပိန်တို့အုပ်စုကရွာနီးလူစုခွဲနေရယူပြီးပြီ။ဖိုးပိန်နဲ့အတူလူရန်က၅ယောက်ကရွာသားတွေနောက်ကနေပြီး တင်းချမ်းကိုချိန်နေလိုက်ကြည့်မှဖြစ်ပြီးတော့ကျန်တဲ့၅ယောက်ကရွာမှာရှိတဲ့လူနေအိမ်တွေကိုဖောက်ထွင်းကြမှဖြစ်တယ်။ရရပစ္စည်းတွေနိုင်တဲ့လောက်ယူပြီးရွာကိုနှစ်ဖက်ညှက်ပြီးမီးရှို့ခဲ့ကြဖို့ကြံစည်ထားတယ်။ဒီနောက်သူတို့အစီအစဉ်ကိုစတင်တော့တယ်။ဘုဖိန်တို့လူတွေစုရွာသားတွေမရှိမိအောင်ခွေးဝေးရနောက်ရောက်ခံရင်တင်းချမ်းအထိနိုင်ကြတယ်။ဒီနောက်တင်းချမ်းရဲ့ဒီပုံရှို့ခွေရှုံနေချောင်းကြည့်နေတယ်။ကျန်တဲ့တစ်ဖက်ကရွာကိုဖောက်ထွင်းတော့တယ်။ရွာသားတွေနဲ့အတူကြော်စုံးနဲ့ထင်ရှားလို့လဲ တင်းချမ်းကိုလျှောက်တာနဲ့အကောင်စုဝါးကြီးထဲ့ထားတဲ့အိုးတင်တူးယူထားတဲ့မြေချင်းနဲ့နဲ့မှမြုပ်ကြတယ်။ကျင်းထဲကိုဦးထည့်ပြီးမြေမဖုံးသေးခင်မှာ ရွာသားတွေကိုစတင်စစ်ဆေးဖို့စီစဉ်နေ။ကျော်စုံးနဲ့ထင်ရှားတို့ကတန်ကဝေကြောက်ကဝေတွေတုံးပြီးမကောင်စုဝါးကိစ္စဖြေရှင်းရာတည်နာခဲ့တဲ့အကြောင်းတစ်ခုဖြစ်တယ်။ဒါအလွန်အစွမ်းထက်တဲ့ပညာရွာသားတူးရဲ့ဝမ်းထဲမှာပညာဆက်တွေထားရှိပြီးမကောင်စုဝါးတွေနဲ့ဆက်သွယ်နေရဲ့ဆွဲကိစ္စပဲ။တင်ရလုံးထဲမှာ ဒီသူကအကောင်းဆုံးဖြစ်ပြီးတရွာလုံးပြက်ပြီမဲ့ဒီသူတူပဲအသက်ရှင်ကျန်ရစ်မှာဖြစ်တယ်။ရွာသားများအားလုံးစစ်စေးခံမှုဆင်းသင့်ဖြစ်ပြီနာကျော်ရဲမှာအခြားကြံခဲ့တဲ့သူရှိသေးတာမရှိပါဘူးဆရာထက်ထက်ကကတွက်စစ်ပြီးကလေးတွေပါမကြံခေါ်ခဲ့တာပါကောင်းပါပြီဒါဖြင့်ရွာသူရသားအားလုံးဟိုဘက်ဒီဘက်နှစ်ချမ်းခွဲလိုက်ပါအစဉ်ပြေစလို့စုလိုက်ပါကျုပ်တို့နှစ်ယောက်တစ်ဘက်တစ်ချမ်းမှာနေပြီးတယောက်ချင်းစီစစ်စေးသွားပါမယ်ကျော်စုံးနဲ့ထင်ရှားတို့လွေထင်းကကြီးစုပ်တန်လေးကိုစီထုတ်လိုက်ကြတယ် ဒီနောက်စက်ကြီး33မားဂါထာနဲ့တိတိတင်ပြီးတဲ့နောက်ရွာသားနှစ်ဖွဲ့ကိုတဖွဲ့စီတာဝန်ယူလိုက်ကြတယ်။ဂိုင်ဆရာကျုပ်ကရွာရဲ့တကြီးဆိုတော့ကျုပ်ကိုအရင်စစ်ဆေးပါ။တွေ့ရင်တော့ကျုပ်ကိုလည်းဒီဆက်တွေဖယ်ပေးပါ။ဘာပဲလုပ်ရလို့ရကျုပ်ကိုပြောပါ။ထင်ရှားလေးကြေးစုတ်တံကိုသူ့ရဲ့နှဘူးမှာထောက်ပြီးဂါထာကျို့ရွတ်ဖတ်တယ်။စိတ်ချပါတကြီး။တကြီးကိုလည်းမိစ္ဆာဆက်နဲ့ပတ်သက်လို့ဘာစုဘာမှမတွေ့ပါဘူး။တကြီးပြောသွားတယ်။ဒီနောက်ထင်ရှားလေးတူးချင်းစီစစ်ဆေးတယ်။ တဖက်ကကြော်စုံးလေးငပုလိုရွာသားတွေအစတက်ရွယ်ကြီးသူတွေနဲ့ကလေးငယ်တွေပါမကြံစစ်ဆေးကြရင်နှူးသားစစ်ဆေးနိုင်ရင်ထင်ရှားဘက်ကလူတွေကုံသွားပြီမေပညာဆက်ကိုတင်းအောင်မှမတွေ့ကြော်စုံးဘက်မှလည်းနေဝင်တဲ့ဒေါ်ပုတ်တူပဲကြံ့တာကြောင့်အားလုံးကဒေါ်ပုတ်စီကိုအကြည့်ရောက်သွားတယ်အများကြီးတို့ဒေါ်ပုတ်ကိုကြီးစုတ်တန်နဲ့ထောက်ပြီးစစ်ဆေးကြည့်တော့နည်းနည်းဆိုင်တဲ့ခေါင်းဆွဲတွေနဲ့အခြားပညာကိုပဲစစ်ဆေးမိပြီးဆက်လွတ်နိုင်တဲ့လက္ခဏာမျိုးနဲ့အခြားပြင်ပ မိစ္ဆာပြောကဆက်မျိုးမတွေ့ရဘူးထူးဆန်းစွာပဲရွာသူဟာသာအလုံးစစ်စေးပြီးပြီမေပညာဆက်သွင်းခံရသူမတွေ့ပဲရှိတယ်ကျော်စောနဲ့ထင်ရှားလို့လေတခုခုလွဲနေပြီလို့သတိထားမိတယ်အသေးချာမှစိုးလို့ကျော်စောရောထင်ရှားပါဒေါ်ဘုတ်ကိုစစ်စေးပြီမေမကောင်းစူဝါတွေနဲ့ဆက်နွယ်တဲ့ဈာကန်ပညာဆက်လုံးဝမတွေ့ဘူးဒီချိန်ဒေါ်ဘုတ်ရဲ့ခန္ဓာကိုယ်ကရုတ်တရက်နဲ့ဝင်တယ်လို့တုံဟီးနာပြီးဝူဝါဝါလှုပ်လို့ရွာသားတွေရှောင်ပေးကြတယ်တယောက်ကြံနေ တယောက်ကြံသေးတယ်တယောက်ကြံသေးတယ်ဟိတ်အခုဒေါ်ဘုတ်ကိုရံဘသူလဲငါရွာသားရီနဲ့ဆိုင်လို့ငါတတိပေးတာတယောက်ကြံသေးတယ်ငါပြောလို့မရဘူးပညာတဲ့ငါ့ကိုအဝေးနေရာကိုပို့ပြီးချုံနောက်ထားတယ်ငါရွာတော်ရှင်ဟိတ်ရှားပြီပြောမရရင်လည်းလာပြောမနေပါနဲ့ရွာတော်ရှင်နေတော်ရှင်ဖြစ်ပြီးမိစ္ဆာဆက်ကိုတော့မကြော်ဘူးဆိုရင်လေခမရပြန်တော့ဒီလောက်လာပြောပေးတာကိုကျေးဇူးတင်တယ်ထင်ရှားစကားဆိုနှဝင်တဲ့ဒေါ်ဘုတ်ဟင်းငနေတပြင်းချိုင်ငြိမ်သွားတယ် မိစ္ဆာဆက်တွေနဲ့ချုပ်နှောင်ထားရကြမှာပညာသင်နဲ့သက်ဆိုင်တဲ့အတူမစစ်သေးရသေးပဲကြံနေသေးကြောင်းပြောလာတဲ့ရွာတော်ရှင်ကိုထင်ရှားပြန်လွတ်လိုက်တယ်။ဒီလိုပြန်ခိုင်းတာကလေရွာတော်ရှင်ကိုပြင်းထန်တဲ့ဆက်တွေရဲ့တောင်မခံရစေဖို့အတွက်စေတနာနဲ့ပြန်လွတ်လိုက်ခြင်းဖြစ်တယ်။ဒီအချိန်ကြော်စုံးနဲ့ထင်ရှားတို့ကြံနေရဲ့ရွာသားတယောက်ကိုထမှန်စစ်ဆေးပေးဖို့တကြီးကိုပြောတဲ့ချိန်ဆရာရွာဘက်မှာမိွေလောင်းနေပြီ။ရွာကြီးကိုမိလောင်နေရဲ့မြင်ကွင်းအလုံးလှမ်းမြင်နေတော့ ကျိုးကမိမိအိမ်မိမိပြေးကုန်တယ်။တကြီးနဲ့လက်တန်းတော့ဘာလို့ရမှမသိ။မကောင်းဆိုးဝါးကိစ္စလေအရေးကြီးနေပြန်တယ်။ဒါကြောင့်တကြီးချက်ချင်းဆုံးဖြတ်ချက်ချရရတယ်။ဒီမြေဦးမြုပ်ဖို့ရွာသား၄၅ယောက်ကြံခဲ့။ကျိုးတို့မိငယ်ဖို့သွားမယ်။ရွာသားတွေပြန်ပြေးကုန်ပြီ။အနေရတခုခုရှိနိုင်တော့ဆရာတို့ရွာကိုလိုက်ခဲ့ပြီးပါ။ကျော်စွန်းနဲ့ထင်ရှားတို့မြေဦးကိုစိတ်မချပေမယ့်စီစဉ်ရမြေဦးမြုပ်ဖို့ပဲကြံတော့တာကြောင့်လက်တနောအရေးကြီးတဲ့မိကိစ္စတွားရောက်ဖြည့်ရှင်းကြတယ်။ဆရာနှောင်းနဲ့အတူရွာသားတွေရွာထဲရောက်တော့ မိရိယာထိမ့်မနိုင်သိမ့်မနိုင်လောင်နေတော့တယ်။ရွာလေးပိုင်းနဲ့ရွာထိပ်တို့ညက်ပြီးရှို့တာကြောင့်လူအားနဲ့မနိုင်၊ရေအားနဲ့မနိုင်ဖြစ်ကြတယ်။မိဝကျုံးမဒေတာဖြစ်ပြီးချောင်းနဲ့နှီးပြီးမှရွာထဲရောက်တော့နေသောရင်မိကူးနေပြီ။မိများတာကြောင့်ရေပတ်တဲ့ရွာသားကြီးတော်အနာမကန့်နိုင်ဖြစ်နေတယ်။တကြီးကမိကူးမသက်ပဲသူ့ရင်မိကူးမလာခင်အိမ်ထဲမှာရှိတဲ့အတွင်းပစ္စည်းတွေပြေးယူတော့တံပိုးကြီးပစ္စည်းတွေအားလုံးပါသွားပြီ။တကြီးနဲ့ဘာမှမတက်နိုင်တော့ဘူး။ မိလောက်ခံရတဲ့အင်ရှင်တွေရဲ့ငိုကြွေးတံရေနွားလှုပ်ရှားရေသိမ်းရေခက်ရေပက်ကြသူတွေနဲ့လှုပ်ခတ်သွားလာစုညံနေတာငရဲပွက်တဲ့အလားပဲဒီခါကြော်စုံးနဲ့ထင်ရှားတော့မိတွေကိုကြည့်ရင်ထင်ရှားမိုင်းငိုင်ဆက်ကူနဲ့မင်းအိုးကိုထုတ်ယူတော့ကိုကြီးဘာလို့မလို့လဲမင်းကလူနဲ့မနိုင်တော့နောက်တည်းမကူဖို့ငိုကြီးကြီးရွာမှဖြစ်တော်မယ်ထင်ရှားမိုင်းငိုင်ဆက်ကူပေါ်မှာအင်းတစ်ခုချက်ချင်းရှိပြီးမျိုးအနီးမှရှိတဲ့တုတ်ချောင်းနဲ့တူးဆွပြီး အင်းကိုမြေထဲမြုပ်လိုက်တယ်။ဒီနောက်အင်းမြုပ်ရမြေကိုခြေဘနောက်ကျန်စောင့်နေတော့ဂျင်းကနေမူကျူးပြစ်တန်တဲ့အတူမူတင်တောင်တွေတင်းလေးလေးတက်လာပြီးချက်ချင်းပဲတဲကြီးမဲကြီးမိုးရွာချတော့တယ်။ရွာသားရဲ့နန်းတလောက်မိငိမ့်တက်ကြရင်မိုးကူတော့မိကိုလူနိုင်တလောက်ရှိနာပြီးမိကူကစေစေတစ်ဖက်အင်းတွေကားခွေနိုင်ခဲ့ကြတယ်။ဒါပေမဲ့နှစ်နေရာဖြစ်လို့တနေရာပြီးတနေရာမိငိမ့်တက်ကြရင်အလုရှုံနေကြစေပဲ။ဒီချိန်တင်းချိုင်းမြေမှာလဲရွာသား၅ယောက်ခန့် မကောင်းဆိုးဝါးထဲ့တာရဲ့မြေအိုးမြုပ်နှံဖို့ပြုံ့နေတယ်။သူလူလင်းတကြီးပေးရဲ့တာဝန်ကြောင့်သာမြေမြုပ်နေရပြီးရွာဘက်တကြီးကြီးနဲ့စိတ်မချဖြစ်နေတယ်။မြေအိုးမြေတဲ့အမြန်ရောက်အလွယ်မြုပ်နေရင်တဖက်ရွာဖိုးပိန်တို့အုပ်စုလည်းဝရင်ထုပ်တွေဓာတ်လူတွေနဲ့ထွက်လာကြတယ်။တုံလေးအလုရှုပ်နေကြလား။အရေးကြီးရတယ်မင်းတို့ကဘသူရင်းနေ။ဘယ်ကောင်နေလဲ။ရှင်းရဖဲချစမ်း။မမတ်မိတော့လား။ရေကျော်ရွာသားတွေရဲ့မင်းတို့ဝိုင်းရိုက်ခဲ့ကြတဲ့ဖိုးပိန်ကဖိုးပိန်။ဟင် ဟိုတခိုးရဲ့ညီကိုအေးငါအကိုယူမင်းတို့ရဲရဲဆက်ဆက်တက်ကြတဲ့ပြင်ငါ့ကိုလည်းဝိုင်းရိုက်သေးတယ်လေမိနေပြီနာ ခုမင်းတို့အလှဲ့ပဲရေကြောကြောင်မိရှို့တာလေငါတို့ပဲမင်းဘာတက်နိုင်သေးနေဘယ်နဲ့တော့ကွင်အော်လူရုပ်မှကောင်းလေမင်းတို့ဟုတ်တယ်မင်းတို့ဒီညရွာပြန်ရောက်ကြလိမ့်မယ်မထင်နဲ့ဒီကောင်လေကြာကွာရိုက်တဲ့ရုံရင်းစံခက်တွေဖြစ်ကုန်နေဘိုးဘိန်တို့အုပ်စုမှာလည်းရဲဆက်ရဲနဲ့ဒုတ်သားကြီးပလာလို့ရေကြောရွာသားရဲ့လူလဲခံလိုက်ရတယ် လုတ်ချက်တားချက်တွေနဲ့လဲကုန်တဲ့ရွာသားတွေကိုပုပ္ပယရရက်ဆက်ဆက်တယောက်ချင်းရဲ့လဲမျိုးဝရင်တုံးနဲ့ရှိုက်တတ်တယ်။ဒီများနဲ့မပြီးသေးပဲ။ဟဲ့ကောင်လေးဒီကောင်လေးခုနကဘာမြုပ်ထားလဲမသိဘူး။တူးကြည့်စမ်း။တရွာလုံးထွက်လာပုံထောက်ရင်တံမိုးကြီးပစ္စည်းဖြစ်ရမယ်။ပုပ္ပယနဲ့သူ့ရဲ့လူတွေရေပွားပွားဖြစ်နေတဲ့နေရာကိုပြန်တူးကြတော့၎င်းစူဝါထဲ့ချုပ်ထားတဲ့ဦးတလုံးကိုတွေ့တယ်။အိုးထူးထူးဆန်းဆန်းကြည့်နေပြီ။ဘာဖြစ်လဲကွာ။အရှုပ်တွေရောကျိုးတွေရောရှုပ်နေရပဲ။ဖွင့်ကြည့်မလား။အေး ဖွင့်ကွာကျိုးဖြီနေရကြတယ်အောက်ချစမ်းကဲကွာတယောက်ကမြေသားမမပေါ်မြေဦးတင်ပြီးဝရင်ပိုင်းနဲ့ရိုက်ခွဲတော့မြေဦးကစိတ်စိတ်မောမောကွဲပြီးထင်းကနှစ်ယောက်ခူးငွေတွေနဲ့အရှိန်မဲတွေထွက်ပေါ်လာတော့တယ်ဟာဒီကောင်တွေတတဲပြေးပြေးကြဟိဥပိန်တို့အုပ်စုမကောင်းစိုးဝါးတွေကိုမြင်ပြီးသူတို့ရွာကိုတဲတန်ပြေးတော့တယ်မကောင်းစိုးဝါးတွေကနောက်ကလိုက်ကြပြီးမြေကျော်ရွာသားတွေမဟုတ်တာတိသွားတဲ့ပုံစံနဲ့စစ်မလိုက်တော့ပဲ ရေကြောရွာလေးပဲပြန်လည်ဝင်ရောက်သွားကြတော့တယ်။တေခါရွာလေးမှာမိကိစ္စလှုပ်ရှုပ်နေရဲ့ကျော်စောနဲ့ထင်ရှားတို့ရဲ့တန်ကဝီကြောက်ကဝီတွေပူနွေးလာပြီးလှုပ်ခတ်ပြီးနမိတ်ပြရဲ့ဒီလိုဖြစ်တာနဲ့မကောင်းစိုးရွားတွေရွာလေးဝင်လာပြီးကိုသိတော့တင်းချမ်းရရွာသားတွေတခုခုဖြစ်ပြီးလို့တွေးမိတယ်။မိငိမ့်တော်တာတော်ပါသေးရဲ့ဆရာတို့ရဲ့ဒါဟိုတခါလာရဲ့ဓမြွေလက်ချက်ဖြစ်မယ်။ကျုပ်ပစ္စည်းတွေနဲ့ပါသွားတယ်ဗျာ။ဒါထက်အရေးကြီးရတခုဖြစ်နေပြီတကြီး။တင်းချမ်းမှာတခုခုဖြစ်နေပြီထင်တယ်။ညာ ဟာဒီတိုင်းဆိုမလွယ်ဘူးရွာသားရေဒုက္ခရောက်နေပြီတကြီးနေရွာသားအချို့တို့ကတင်းချောင်းကိုချီနေသွားကြည့်ကြဗျာရွာလေးကိုမကောင်းဆိုးဝါးတွေဝင်နေတယ်ကျုပ်တို့နှုတ်ရွာပြင်ထွက်ရင်ရွာမှာအနေရဖြစ်နိုင်တယ်ဟုတ်ပြီဟုတ်ပြီဆရာတကြီးနေရွာသားချို့တင်းချောင်းကိုရောက်တော့သူတို့ထားခဲ့တဲ့ရွာသားတွေရဲ့ရုပ်ပြက်စင်းပြက်အလောင်းတွေကိုတွေ့တယ်ဒီနောက်မကောင်းဆိုးဝါးခြုံနောက်ထားရဦးလဲစိတ်စိတ်မွားမွားကွဲနေရတွေ့တော့သူတို့ရွာသားတွေကိုမကောင်းဆိုးဝါးတက်လိုက်ပြီးလို့ထင်မှတ်သွားကြတယ်စိတ်ပြက်เสียပဲဗျာ ဒီလိုညကြမှာရွာကိုလည်းမီးလောင်နေလူတွေလည်းတော်တော်များများသေရတယ်အခုမကောင်းဆိုးွားလဲလွတ်သွားပြီဆိုတော့ရွာကြီးကအရင်လိုပြန်ပြီးတော့ကက်ဆိုက်ပြီဗျာဟူဆရာနှစ်ယောက်လည်းမကယ်နိုင်တော့ဘူးထင်ပါတယ်ကျုပ်တို့ရွာလည်းအတော်လေးနားနေပြီဘလို့ဆက်လုပ်မလဲတော်စမ်းပါကွာပါဆရာလေးဒီဆရာဆိုတဲ့လူတွေငကိုရဲမနိုင်မနှင်းလုပ်နေတာကျုပ်သိတယ်ဟိုကမကောင်းဆိုးွားလွတ်တော့ရွာကိုမပြောဘူးဆိုတဲ့ကျုပ်ဒီလူမြတ်ကိုအထင်မကြီးတာခုလေသူတို့ကိုသူတို့ဟုတ်လာပြီထင်နေလှုပ်ရင် ခုတော့မနိုင်မနေဒုက္ခရောက်ပြီတကြီးရန်အားကိုးနေလို့သာကြုံမပြောဝင်တာငပုရဲ့မကောင်းမြင်စကားကိုအားလုံးလည်းမကန့်ကွက်ရေးကြပြောသလိုပဲဆရာနှုတ်ဦးကမနိုင်မလင်းလို့တလို့ထင်လာကြတော့တယ်တင်းချောင်းကိုဖုတ်ပိန်တို့အုပ်စုလာသွားတော့လေဘသူမှမသိပဲကြော်စောနေထင်ရှားလို့စိတ်ဆက်သေးချမှုမရှိလို့မကောင်းစိုးဝါးရဲ့လွတ်တယ်လို့ထင်မှတ်လာတယ်တကြီးနဲ့ပါစုဘာမှမပြောပဲမကောင်းစိုးဝါးကိစ္စအားကိုးရမဲ့ပြီးတော့တွေးနေမိတော့တယ်နောက်နေ့မှတကြီးရင်ရှိမှလူစုလူဝေးဖြစ်လာတယ် အကြောင်းဝင်ပူဟာရွာတဲ့တရင်ဖြန့်ထားလို့ပဲကျော်စုံးနေထင်ရှားလို့ကဆရာရောင်တွေ ဖြစ်ကြောင်းမကောင်းဆိုးဝါးတွေအမှန်တကယ်မနိုင်ပဲနေစားချောင်လို့ရွာမှာလှုပ်ရှားနေကြောင်းပြောပြီးရွာသားတွေကိုတွေးထိုးထားတယ်။အခုတရားလုံးဝငပုစကားနားရောင်သူတွေကတကြီးရင်ရှည်လာပြီးစူးစူးပူပူလုံနေခြင်းပဲဒီကတကြီးနဲ့ဆရာနှုတ်နဲ့တူဆင်းလာပြီးဘာရီများဖြစ်နာကုန်တာလဲပြောပါဦးဒီမဲ့တကြီးကျုပ်တော်ပြောရမှာအားနာတယ်လူရင်မပြောမင်း ရွာမှာမကောင်းဆိုးအကြောင်းကဲဆိုးတစ်ခုလို့တနားတစ်ခါလူတွေသိနေအားလုံးသိတယ်။အခုတကြီးအားကိုးပါရဲ့ဆိုရင်ဆရာနှစ်ယောက်ရောက်လာတော့ဥဖိုးသားလွဲပြီးဘသူ့ကိုမှမကယ်နိုင်ဘူး။အခုဆိုရွာမှာလူသိတာမနေဘူး။ဒါပြင်မင်းနောင်တို့အိမ်တွေပါပြည်စည်းရဲ့စင်ကိုရောက်ကုန်ပြီဆိုရင်အားလုံးသိတယ်။တကြီးဘာမှမပြောဝင်တော့ကျော်စောနဲ့ထင်ရှားတို့နှစ်ဦးရဲ့မျက်နှာကိုလှမ်းကြည့်တယ်။နှစ်ယောက်သားကတင်းငိမ်အေးချမ်းတဲ့မျက်နှာတွေနဲ့သာရွာသားတွေကိုကြည့်နေတယ်။ပြောရင်းနဲ့မထူးပါဘူးဗျာ။အခုဖန်းစီချုံနောက်ထားရဲဆိုရင်မကောင်းဆိုးပါဘူးလေ။ ူတို့မနိုင်လင်းလို့လွတ်ကုန်ပြီရွာသားတွေကိုလည်းတက်သွားတယ်ဒီတော့ဗျာနေနေလို့တော့မထင်ပါနဲ့အများဆန္ဒရပြောရရင်ရွာရဲ့ကိစ္စတန်ဝင်မယူနိုင်တော့လေဆရာတို့ရွာရှိဆက်အားကုဖို့ရအကြောင်းရင်းမရှိတော့ပါဘူးရွာသားကျွမ်းငပူဦးဆောင်ပြီးတကြီးရှိမှတယ်ကြော်စုံးနဲ့ထင်ရှားတို့ရွာနေရင်ရင်ကြည်ကြည်နှင်းထုတ်နေကြတယ်ချီနေရင်းမိရဲ့ကြော်စုံးနဲ့ထင်ရှားတို့လည်းတကြီးကိုရွာသားနဲ့သူတို့ကြားညနာပြတ်မှာစိုးလို့သူတို့ညီကိုနှစ်ယောက်သဘောပေါက်ပါတယ် ရွာသားရဲ့ဆန္ဒကိုစောင့်နေတာပါရွာသားရဲ့ဆက်လက်ကူညီဖို့ပြောရင်ကျုပ်တို့ရှေ့ဆက်ကူညီပေးဖို့နဲ့ရွာသားရဲ့မလိုအပ်တဲ့စကားဆိုလိုက်ကျုပ်တို့ထွက်သွားဖို့တံပင်ထားပြီးသားပါဒီတော့တေရွာလုံးကိုကျုပ်တို့နှုတ်ဆက်ပါတယ်ကံကောင်းပါစေဗျာထင်ရှားတဲ့ကြီးရဲ့ပခုံးကိုပုတ်ပြီးနှုတ်ဆက်တယ်ဥပုသားတို့လည်းအများနဲ့ဖြစ်နေလို့မပြောဝင်ပေမဲ့တဲ့တခင်ကျေးဇူးရှင်တွေရွာထွက်သွားတော့မှစိတ်မကောင်းစွာနဲ့ကြည်နေတယ်။ကျော်စုံးနဲ့ထင်ရှားတို့လွဲဤကိုစီလွဲရင်းရွာလန်းလျက်တစ်ဆင့် ်ရွာပြင်ထွက်ခွာသွားကြတော့တယ်။ရွာလေးကတိတ်ဆိတ်ပြီးဆရာနှစ်ဦးရဲ့နောက်ကျောင်းမှာကြံရစ်ခဲ့တယ်။ရှေ့ဆက်ဘလူးကန်ကျမစိုးရည်နဲ့ရင်ဆိုင်ရအောင်မလဲမသိရဲ့ရေကျော်ရွာလေးကကျုံစုံနဲ့ထင်ရှားတို့ရဲ့နောက်ကျောင်းကိုငေးကြည့်နေတဲ့အောင်ပဲ။ဒီချိန်ရွာဘက်ကနေကျုံစုံနဲ့ထင်ရှားတို့ထွက်မသွားစေနိုင်တဲ့အံမျိုးနဲ့လှမ်းခုံနေတဲ့အတန်ခက်တဲ့တဲ့ကြားနေမိတယ်။ကျုံစုံနဲ့ထင်ရှားတို့ရွာပြင်ရောက်ပြီးတန်ငယ်ဝေးကွာတော့ရွာလေးကမျိုးသမီးတူလိုက်လာတာတွေ့ရတယ်။နှုတ်ကနေလည်း ဆရာတို့ဆရာတို့နေကြပါဦးခေါ်ရင်းနဲ့လာနေတယ်။တန်ချာလူကျော်စုံနဲ့ထင်ရှားလို့ကြည့်တော့နေဝင်တဲ့ဒေါ်ဘုတ်ကိုတွေ့ရတယ်။ကျော်စုံနဲ့ထင်ရှားလို့လေတယောက်မျက်နှာတယောက်ကြည့်ရင်နေဝင်တဲ့ဤဒေါ်ဘုတ်အလာကိုစောင့်ကြည့်နေကြတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းသားချင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။